eco printing လို့ခေါ်တဲ့သီးရွက်ကလေးတွေရဲ့အယောင်လေးတွေကိုခြိသားပိတ်ကလေးပေါ်မှာချတရရွက်နုနုလေးတွေနဲ့ယူကလီရွက်ကလေးတွေကိုပိတ်စပေါ်မှာဟိုကျမလိုချင်တဲ့ဒီဇိုင်းလေးတိုင်းပဲချထားတာပါတကယ်လို့ကောက်ကိုလုပ်မယ်ဆိုလို့ရှိရင်လည်းကိုလိုချင်တဲ့ဒီဇိုင်းကိုလိုချင်တဲ့အရွက်ကိုဟိုပိတ်စအဖြူလေးပေါ်မှာဖြန့်ခင်းပြီးတော့မှချပြရပါစီစဉ်တကြကိုလိုချင်တဲ့ဒီဇိုင်းချပြရပါတယ် တည်ရွက်ကလေးတွေကိုပိစပေါ်မှာကိုလိုချင်တဲ့ဒီဇိုင်းခင်းပြီးပြီဆိုလို့ရှိရင်တယောက်ကတင်းနေအောင်ဆွဲထားပြီးတော့နောက်တစ်ယောက်ကလေ့ရပါလေအရွက်နဲ့ပိုင်းအဲ့လိုလိမ့်တဲ့နေရာမှာချစ်ချစ်လေးလေးလေးဖြစ်အောင်လေ့ရပါတယ်ဘက်ကခင်းနီလို့ခေါ်ပါတယ်လေ့ပါမယ်နော် ဖြစ်နေအောင်လိပ်ပါမယ်။တယောက်ကလိမ့်နေတဲ့အချိန်မှာတယောက်ကပဝါကိုတင်းအောင်ဆွဲထားရပါမယ်။ဟုတ်ကဲ့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  ရှာမနှစ်ယောက်ပျောက်နဲ့ပျောက်လက်အားမရလို့နေရာလဲကြပါတယ်။ဒါကြီးရွှေတော့တက်တက်ပြေ။ဒီကြည့်ကြည့်လို့ပါပါ။ပါပါ။အေးရော။ဟုတ်ကဲ့။ဒီမှာတော့ အဲ့လိုလိပ်ပြီးပြီဆိုရင်လေခိုးတဲ့နေရာမရှိအောင်ကြစ်ကြစ်လေးလေးလေးလိပ်ပါမယ်လိပ်ပြီးရင်ကျိုးနဲ့စီးပါမယ်ကျိုးနဲ့တင်းတင်းကြပ်ကြပ်ကလေးစီးပါမယ်လက်အားတန်တန်ကလေးနဲ့စီးပါမယ်နော်

ပြီးတော့ OG ထဲမှာရေထက်အဲ့ဒီပုံမှာ စကားလေးခံပြီးတော့ခုနထုတ်ထားတဲ့အထုပ်လေးတွေအများကြီးကိုထည့်ပါမယ်ထည့်ပြီးတော့ပြုတ်ပါမယ်ပြုတ်တာတနာ ਈ ခွဲနှစ်နာ ਈ လောက်ကြာအောင်ပြုတ်ရပါတယ် ဒီလိုမျိုး CC ရီလေးထည့်ပြီးတော့ပြုတ်ပါမယ်အဲ့တော့ဒီဟာက တနာ ਈ ခွဲနှစ်နာရီလောက်ကြာအောင်ပြုတ်ရတဲ့အတွက်ကြောင့်မို့လို့တယောက်ချင်းလုံမယ်ဆိုရင်ဒါကမတန်ဘူးเนาะအဲဂက်စ်သုံးရတာမီးသုံးရတာအရင်များတယ်ဒါကတနအိခွဲလောက်ကြအောင်ပြုတ်ပြီးတဲ့အချိန်မှာ ထုတ်အပြင်ထုတ်ပြီးအေးအေးခံပြီးတော့ဖြန့်လိုက်တဲ့အချိန်မှာ ရလာတဲ့သူ့ရဲ့ original အဲတဘာဝအယောင်လေးတွေပါတိရွက်ရဲ့တဘာဝအယောင်လေးတွေပါ တရက်ရွက်နဲ့ယူကလိရွက်တို့ရဲ့ခြေပေါ်မှာပေါ်တဲ့သဘာဝအယောင်လေးတွေ